ဒိုမီနီကန်သမ္မတနိုင်ငံမှာ night club ခေါမိုးပြိုကျခဲ့ရာကနေတင်ဆောင်သူအရေအတွက်ဟာ184ဦးရှိလာတယ်လို့ April 9ရက်ညပိုင်းမှာကဲဆေးသမားတွေကပြောပါရယ်။တင်မှုတည်ခင်စုံစမ်းရေးအရာရှိရဲ့အထောက်အထားမှတ်တမ်းအရအခုအချိန်ထိကျွန်တော်တို့ပြန်ရထားတဲ့တေသူအရေးအတွက်ဟာ184ဦးရှိသွားပြီဆိုတာကိုအသိပေးရတာကံမကောင်းလှပါဘူးလို့အရေးပေါ်ကေစီလုပ်ငန်းများစင်တာရဲ့ဒါရိုက်တာ ဝမ်မန်နီယယ်မန်ဒက်စ်ကပြောပါရယ်။နိုင်ကလပ်ခေါမိုးပြိုကျရာမှာသေဆုံးသွားသူတွေထဲမှာထင်ရှားတဲ့ဒိုမီနီကန်အဆိုတော်မေဂျာလိဘေ့စ်ဘောကစားသမားဟောင်းရဘီပီရက်စ်လည်းပါဝင်တယ်လို့ကယ်ဆယ်ရေးသမားတွေကပြောပါရယ်။ကယ်ဆယ်ရေးသမား380ကျော်ကပြိုကျနေတဲ့အုတ်ခဲတွေစတီးချောင်းတွေသူပြောင်းအပြည့်အစည်းပုံတွေကြားမှာအသက်ရှင်ကျန်ရစ်သူတွေကိုပိုက်စိတ်တိုက်ရှာခဲ့ကြပါရယ်။တမရအဘိနာတာကပြိုကျမှုဖြစ်ပွားရာနေရာကိုလာရောက်ခဲ့ပြီး၃ရက်ကြာတနင်္ဂနွေလုံးဝန်းထဲချောင်းကြီးညာခဲ့ပါရယ်။ဒရာရသူတွေကိုဆေး းရွံကိုအလင်းမြန်ပို့နေပြီးသွေးလူနေတာကြောင့်သွေးလူရန်ကြဖို့အာနာပိုင်တွေကမြင့်တာရက်ခံထားပါတယ်။ခေါမိုးပြိုကြခဲ့တဲ့ဂျက်ဆက်နိုက်ကလပ်ဟာဖွင့်တော့တာ90ရှိပြီလို့အဲ့ဒီနိုက်ကလပ်ရဲ့ Instagram စာမျက်နှာမှာဖော်ပြထားပါတယ်။ကယ်ဆယ်ရေးသမားတွေကနိုက်ကလပ်အပြည့်အစည်းတွေအောက်ကနေအသက်ရှင်ကျန်ရစ်သူတွေဒါမှမဟုတ်သေဆုံးသူတွေရဲ့အလောင်းတွေတိတ်ထုတ်တာတွေကို April 9ရက်မှာပဲအဆုံးသတ်လိုက်ပြီလို့ဆိုပါတယ်။ ခေါမိုးပြိုကျမှုဖြစ်ပွားချိန်မှာအဆိုပါနိုင်ကလပ်ထဲမှာလူဘလောက်ရှိနေသလဲဆိုတာကိုရှင်းရှင်းလင်းလင်းမသိရဘူးလို့တာဝန်ရှိသူတွေကပြောပါရယ်။ဒါပေမဲ့ခေါမိုးပြိုကျချိန်မှာနိုင်ကလပ်ထဲမှာလူ900နဲ့1000အကြားရှိနေတယ်လို့ဒေသခံမီဒီယာကဖော်ပြပါရယ်။ဒီကလပ်ဟာလူ1800ခန့်စက်နေလို့သိရပါရယ်။တေဆုံးသူတွေထဲမှာနာမည်ကျော်ဆိုတော့ Pires အပြင် Dominican Baseball ကစားသမား2ဦးနဲ့နိုင်ငံရေးသမား2ဦးတို့ပါဝင်တယ်လို့သိရပါရယ်။